ရခိုင်ပြည်ကအာရခတက်တော် A ထိန်းချုပ်ထားတဲ့လူမျိုးမျိုးနဲ့တရှုံမှာဖွင့်လှစ်ထားပြီးចောင်းသားចောင်းသူတထောင်လောက်ပညာသင်ကြားနေတဲ့တန်ခိုးဆရာထွန်းအခမဲ့ပညာရေးစင်တာ၅ခုကိုရန်ပုံငွေအခက်ခဲကြောင့်ပိတ်သိမ်းရမယ့်အခြေအနေဖြစ်နေပြီလို့သိရပါတယ်။တန်ခိုးဆရာထွန်းအခလွတ်ပညာရေးစင်တာကိုရခိုင်ပြည်အတွင်းပုံနာကျွန်းကြောက်တော်ပေါတော်ရတိတော်နဲ့အန်းစားတဲ့မြို့နယ်၅ခုမှာစုစုပေါင်း73ကျောင်းအထိဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီကျောင်းတွေမှာမူလာတန်းနဲ့အလေတန်းတွေဖြစ်ကြတဲ့ KG ကနေ Grade 8အထိစေဘေးရှောင်ကျောင်းသားကျောင်းသူစုစုပေါင်း3000လောက်ပညာသင်ကြားနေကြတာပါ။အဲ့ဒီအထက်ကအမ်းမြွန်နေက3ကျောင်းနဲ့ကျောက်တော်က2ကျောင်းစုစုပေါင်း5ကျောင်းကိုအောက်တိုဘာလအတွင်းရန်ပုံငွေအဆင်မပြေရင်လုံးဝပိတ်သိမ်းရတော့မယ်လို့သိရပါတယ်။အခုလိုကျောင်းတွေပိတ်သိမ်းလိုက်ရရင်အဲ့ဒီကျောင်းတွေမှာပညာသင်ယူနေကြတဲ့စေဘေးရှောင်ကျောင်းသားကျောင်းသူတွေဟာပညာသင်ကြားခွင့်ဆုံးရှုံးကြရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်ပြည်ရင်းပြည်ပကအဖွဲ့အစည်းတွေအနေနဲ့ရခိုင်ကကလင်းငယ်တွေရဲ့ပညာရေးအတွက်ကုညီလှူဒန်းပေးကြဖို့ကိုအဲ့ဒီပညာရေးစင်တာရဲ့တာဝန်ရှိသူတယောက်ကမြစ်တာရက်ခံထားပါတယ်။တန်ခိုးဆရာထုံးပညာရေးစင်တာမှာကျောင်းသားကျောင်းသူတွေအတွက်စာရေးကရိယာနဲ့ဆရာဆရာမတွေကိုညံ့ပူဇော်ခြင်းအတွက်တစ်လောက်ကို7200လောက်လိုအပ်တယ်လို့သိရပါတယ်။